ေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါရစေ။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းသက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။အော်ဒူဘာလာ28ရက်စနေနေ့ ရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး20အငယ်9မှ10ယောရှိဖတ်ဒီဗိမာန်တော်တတိုင်းသိရှိယူဒပြည်သူယေရုရှလင်မြို့သားစီဝေးရာပရိသတ်အလယ်၌ယလျံဘိုဘီဒိုဤဖျားသခင်ထာရဖျားကိုရိုဒီကောင်းငင်ဘုံဤအရှင်ဖျားသခင် ဖြစ်တော်မူသည်မဟုတ်လောတပားအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကိုအစိုးရတော်မူသည်မဟုတ်လောအဘယ်သူမျှမစည်းတားနိုင်အောင် ခွန်အားတကိုကြီးတော်မူသည် မဟုတ်လောဤပြည်၌နေဘူးသောသူတို့ကိုကိုရောဤလူဣသရေလအမျိုးရှိမှ နှင်ထုတ်၍ကိုရောအဆွေအာဗြဟံဤသားမြေတို့အားဤပြည်ကို အစဉ်ပေးတော်မူသောအကျွန်ုပ်တို့ဤဖျားသခင်ဖြစ်တော်မူသည် မဟုတ်လော သူတို့သည် နေရာကျ၍နာမရောအဖို့တန်ရှင်းရာဌာနတော်ကိုတိဆောက်ကြသောအခါ အကျွန်ုပ်တို့အပေါ်မှာဒါပေတန်ခတ်ခြင်းပေ ကာလနာပေမွတ်သိပ်ခြင်းပေတစုံတစ်ခုရောက်၍နာမတော်ဖြင့်သမုတ်တော်ဤအိမ်တော်အထံတော်တို့ အကျွန်ုပ်တို့သည် ချင်းကဲ့၍ဆင်းရဲဒုက္ခကြောင့်အော်ဟစ်ကြသောအခါနားထောင်၍ကေမတော်မူပါဟုလျှောက်ထားကြပါပြီယခုတွင်ဣဒရီလအမျိုးသားတို့သည်အေဂုတုပြည်မှထွက်လာသောအခါ တတ်ရသောအခွင့်ပေးတော်မူမူလွဲရှောင်၍မဖြတ်စည်းပေထားခဲ့သော အမုံအမျိုးသားမောဘအမျိုးသားစိရတောင်သားတို့သည်အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံရမည်တဲကအကျွန်ုပ်တို့ကိုနင်ထုတ်ခြင်းကလာ၍အဘယ်သို့ကျေးဇူးဆက်ကြပါသည်ကို ကြည့်ရှုတော်မူပါ။အိုအကျွန်ုပ်တို့ဖျားသခင် သူတို့ကို မစီရင်ဘဲနေတော်မူမီလော အကျွန်ုပ်တို့ကိုတိုက်အံ့သောငါလာသောဤအလုံးအရင်းကြီးကိုအကျွန်ုပ်တို့သည် စီးတားခြင်းငါမတတ်နိုင်ပါအဘယ်သို့ပြုရမည်ကို မသိပါ ကိုရောကိုသာ မျောကြည့်လျက်နေကြပါသည်ဟုဆုတောင်း၍ယောရှုဖတ်သည်မြေပေါ်မှဥချ၍ ထာဝရဘုရားကိုကိုးဝယ်ကြ၏။ရာဇဝင်ကျောက်ဒုတိယဆောင်အခန်းကြီး၂၀အခန်းငယ်၁၈ဆုတောင်းခြင်းကိုဟန်အနေအထားနာတာရှိယောဂာနှင့်တိုက်ပွဲဝင်လျက်ဂျင်မီပင်ပန်းနှွမ်းလျခဲ့သည်။ဆုတောင်းခြင်းတမန်ကျမ်းစာများကိုဆင်ခြင်အောင့်မေ့ခြင်းဖြင့်နာနဲ့တိုင်းဘုရားသခင်နှင့်အချင်းယူရန်ဆန္ဒရှိတော်လဲ။ကိုခန္ဓာနာကျင်သည်ဖြင့် ကလထိုင်ပေါ်တွင်ထိုင်ရန်အဆင်မပြေပါဟိုဘက်ဒီဘက်ပြောင်း၍လှည့်၍ထိုင်တော်လဲသက်တာမှုမရှိခဲ့ပါ နောက်ဆုံးတွင် စိတ်ပြက်အားငယ်မှုဖြင့်ဒူးထောက်လျက်သာသူကြသွားသည်ထိုအခါထိုဆုတောင်းခြင်းကိုဟန်အနေအထားကနာကျင်မှုကိုလျော့ပါစေကြောင်းသူသိခဲ့ရသည် နောက်ပိုင်းနနက်ခင်းများတွင်ဂျင်မီသည်ဒူးထောက်လျက်ဖျားသခင်နှင့်အချင်းယူခဲ့ပြီးဆုတောင်းခြင်းဖြင့်ဖျားသခင်ထံဟစ်ခေါ်လျက် နှစ်သိမ့်သက်တာမှုကိုခံစားခဲ့ရသည်ယူဒမင်းကြီးယောရှဖတ်လည်းတိုက်ပွဲတစ်ခုနှင့်ရင်ဆိုင်ခဲ့ရသည် နာကျင်မှုဝေဒနာမဟုတ်ဘဲချင်းချောက်သောရန်သူများနှင့်ရင်ဆိုင်ရခြင်းပါ မင်းကြီးသည်ဤသတင်းကြောင့်ကြောက်ရွံ့လျက်ထာဝရဘုရားထံမှလမ်းညွှန်မှုတောင်းခံခဲ့သည်ယူဒလူအပေါင်းတို့လည်းထာဝရဘုရား၏မာဇမှုကိုရှာဖွေခဲ့ကြသည်ဘုရားခင်သည်သူတို့၏ဆုတောင်းသံကိုကြားတော်မူပြီး ဖျားဤဝိညာဉ်တော်သည်လေဝိသားယဟာဇေလအပေါ်တက်ရောက်လျက်ထိုအလုံးအရင်ကြီးကြောင့်မကြောက်ကြနှင့်စိတ်မပြည့်ကြနှင့်ထာဝရဖျားသည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်ဟုနှစ်သိမ့်သက်သာမှုပေးသောသတင်းစကားကိုမင်းကြီးထံပြောကြားစေခဲ့သည်ယောရှဖတ်သည်မြေပေါ်မှဥချ၍ပြည်သားအပေါင်းတို့သည်ရှေ့တော်၌ပြတ်ဝတ်လျက်ထာဝရဖျားကိုကိုးကွယ်ကြ၏ နာကျင်မှုနှင့်စိန်ခေါ်မှုများရှိသောအချိန်များတွင် ကျွန်ုပ်တို့သည်အနီးအပါး၌ဘုရားသခင်ရှိခြင်းကို တကူပါသောနီလန်းဖြင့်မကြာခဏခံစားနိုင်သည်သူ၏အလိုတော်ကိုနာခံပြီးစိတ်နှလုံးတွင် ကိုးစားဆုတောင်းခြင်းကိုလက်တွေ့ပြသနိုင်အောင် ကိုတော်မဆသောအခါကျွန်ုပ်တို့သည်ဘုရားသခင်၌နှစ်သိမ့်သက်သာခြင်းနှင့်ငြိမ်သက်ခြင်းချမ်းသာကို တွေ့ရှိနိုင်ပေသည် ဘုရားသခင်ထံဆုတောင်းသည့်အခါတင့်ကိုကိုရောမြည်သို့တက်တာစေခဲ့သည်နီယနေ့မြည်သည့်နာကျင်မှုကိုသူထံတင်ယူဆောင်လာမည်နီမြစ်တာရှင်ဘုရားသခင် ကိုရောထံဆုတောင်းသည့်အခါကျွန်ုပ်ကို တွေ့ဆုံကနှစ်သိမ့်တက်တာစေသည့်အတွက်ကျေးဇူးတင်ပါ၏။သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။